ကတ်ဒေတာရှင်ယူကရိန်းတပ်များကိုအ мян ဆုံးတိုက်ထုတ်ရင်ရုရှားသမ္မတညွှန်ကြားကတ်ဒေတာမှာရှိတဲ့ယူကရိန်းတပ်တွေကိုအ мян ဆုံးရှင်းလင်းတိုက်ထုတ်ဖို့ရုရှားသမ္မတညွှန်ကြားကြောင်းမတ်လ12ရက်နေ့ကရိုက်တာသတင်းမှပါရှိပါတယ်ကတ်ဒေတာထဲမှာယူကရိန်းသိမ်းပိုက်ထားတဲ့နေမြေတွေရဲ့80ရာခိုင်နှုန်းကျော်ကိုပြန်လည်သိမ်းပိုက်နိုင်ပြီလို့ရုရှားကာကွယ်ရေးဦးစီးချုပ် ဘိုးချုပ်ကြီးပလာရီကရာစီမော့ကမတ်လ12ရက်နေ့ကပြောကြားထားတာကိုရုရှားအစိုးရသတင်းတွေကဖော်ပြထားပါတယ်။မတ်လ12ရက်နေ့ကကတ်စတီတာဆိုင်ယာစစ်စင်ရေးအမိတ်ပေးဌာနချုပ်ကိုတမ်ရပလာဒီမာပူတင်ကိုတိုင်လာရောက်ပြီးတက်ဆိုင်ယာတာဝန်ခံတပ်မှုတွေနဲ့တွေ့ဆုံချိန်မှာအခုလိုညွှန်ကြားခဲ့တာဖြစ်ပါတယ်။80ရာခိုင်နှုန်းကျော်ကို ပြန်လည်သိမ်းပိုက်ပြီးဖြစ်လို့ကျန်သေးတာအလုံးကို မြန်ဆုံးပြန်လည်သိမ်းပိုက်နိုင်ဖို့နဲ့ယူကရိန်းတပ်တွေကိုရုရှားမြစ်ထဲကနေအမြန်ဆုံးနဲ့အပြေးမောင်းထုတ်ဖို့ဗလာဒီမာပူတင်ကညွှန်ကြားခဲ့ကြောင်းလဲသတင်းတွေမှာဖော်ပြပါတယ်။ယူကရိန်းကိုထောက်လှမ်းရေးသတင်းမျှဝေတာတွေဒေါ်နယ်ထရအစိုးရကရက်ဆိုင်ထားချိန်မှာကတ်ဒေတာထဲကယူကရိန်းခြေဆိုင်နောက်တန်းစခန်းတွေကိုရုရှားတပ်တွေကမြေအောက်ပိုက်လိုင်းတွေကနေသစင်းလျှက်တဲ့ပြက်တိုက်ခိုက်ခဲ့ပြီး စုချာမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ရုရှားသတင်းတွေကဖော်ပြထားပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။